စက်ကောင်စီကကျန်းငွေတန်း900အထိထုတ်ချေးပေးဖို့ပြင်ဆင်ထားပေမဲ့ချင်းငွေရယူရေးနီလန်းတွေခက်ခဲနေတာကြောင့်စီဇက်ပိုင်ရှင်တွေချင်းငွေမရရှိပဲဖြစ်နေပါဗျ။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။စကောင်စီကနနက်အတွင်းကျပ်ငွေဘီလီယံ90အထိစီဆက်လုပ်ငန်းရှင်တွေကိုချင်းငွေချထားဖို့ပြင်ဆင်ထားပေမဲ့လည်းချင်းငွေလျှောက်ထားရယူရတဲ့လုံထုံးလူကြီးတွေရှုပ်ထွေးတာကြောင့်ပြီးခဲ့တဲ့နနက်အတွင်းချင်းငွေ၄ဘီလီယံကျော်သာထုတ်ချေးနိုင်ခဲ့ပါတယ်။ စီဆက်လုပ်ငန်းရှင်တူအုပ်အနည်းဆုံးကျပ်တန်း30ကနေကျပ်ငွေတန်း300အထိထုတ်ချေထားပြီးတန်း900အထိထုတ်ချေသွားနိုင်ဖို့စီစဉ်ထားပေမဲ့စီဆက်လုပ်ငန်းရှင်အများစုကချင်းငွေရယူနိုင်ခြင်းမရှိခဲ့ဘူးလို့စီဆက်လုပ်ငန်းရှင်တယောက်ကပြောပါတယ်အဲဝန်ဆောင်မှုတွေကလည်းသူတို့ဘန်လီမာကအလုပ်အရန်ချုပ်တာဖြစ်တဲ့အတွက်အဲနောက်ကိုကျမမလုတ်ပေးနိုင်မှုအနေနဲ့ပေါ့နော်အဲအဲ့ဒါကဒီချင်းငွေစီစီလေး ကောမဒီမှာဟိုအဖက်ခုနှစ်ဖက်နံပါတ်၁က MEB နောက် MADB ပြီးရင်အဲစိုက်ပျိုးနော်ပြီးတော့စားသုံးသူကြီးရပြီးတော့စက်မှုကြီးကြအဲပြီးတော့ထွေအုပ်ဒီသမန်ကစီစက်ပိုင်ရှင်များအတင်အာအဲ့ဒီအဖက်ခုနှစ်ဖက်နံပါတ်တွေကုန်ထိုးမှာအကုန်ဆုံးမှာအကုန်ဟိုကသဘောတူမှာဖွင့်ပြရတယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်နေတယ်အဲအဲ့ဒီတော့လမ်းကြောင်းတွေတင်များတယ်ဒီ သူခုနှစ်ဖွဲ့ကိုတွေ့ဖို့ဆိုသူတို့ရဲ့သဘောကြည့်ဘူးရဖို့ဟိုသွားလာတဲ့ဟာတွေကလည်းပိတ်များတယ်အဲ့ဒီမှာခက်ခဲတွေဖြစ်ကြတယ်လို့ကျွန်တော်တို့ကယူဆတာပေါ့နော်စစ်ကောင်စီကအာဏာစတင်ခဲ့တဲ့2021ခုနှစ်ကစလို့ပြည်တွင်းစားသုံးစီဖူလုံမှုရှိအောင်မြေပဲနဲ့နန်းအပြင်စီထွက်နှုံများတဲ့နေကြာကိုစိုက်ဧကချဲ့ဖို့တွန်းအားပေးခဲ့တယ်လို့စီစက်လုပ်ငန်းတွေတိုးချဲ့နိုင်ဖို့မတ်တီရင်းငွေနဲ့ လုပ်ငန်းလည်ပတ်ရန်ပုံငွေချင်းငွေနှမျိုးကိုထုတ်ချိမဲ့အစီအစဉ်ကိုပြီးခဲ့တဲ့2023ခုနှစ်ဇူလိုင်လကစတင်ခဲ့တာဖြစ်ပါတယ်ချင်းငွေအစီအစဉ်မတိုင်ခင်နှစ်တွေကပြည်ပစီရီအလုံးရင်းနဲ့တွင်တင်းခဲ့ချိန်မှာမြမစီဆက်လုပ်ငန်းတွေကစီးထွက်တည်နံတွေကိုနဝလီကြိတ်ခွဲရတဲ့အဆင့်ကိုကျဆင်းသွားခဲ့ပါတယ်ကြအပြင်ဆက်နဲ့အဆောက်အဦပြင်ဆင်စီတွေအတွက်ပုဂ္ဂလိကဘဏ်တွေကနေ14ရာခိုင်နှုန်းအတိုးနှုန်းနဲ့ချင်းငွေရယူချပြီးဖြစ်လို့ အတုံးလုံးတက်တာတဲ့ချင်းငွေအစီအစဉ်ဖြစ်လာတဲ့အခါချင်းငွေချထားပြီးမြမစီပွားရေးပန်းမြမလီယာဖွံ့ဖြိုးရေးပန်းနဲ့ပုဂ္ဂလိကပန်းတို့ပူပေါင်းပြီးအတုံးလုံး9.5ရာခိုင်နှုန်းနဲ့ထုတ်ချီပေးဖို့စီစဉ်နေပေမဲ့လည်းလက်ရှိအချိန်မှာတော့ဖြစ်မလာသေးပါဘူးပြည်တွင်းစားစီဖူလုံအောင်ပြည်တွင်းစီဆက်တွေဖွံ့ဖြိုးလာဖို့ဆောင်ရွက်နေပေမဲ့လည်းစားအုံးစီကိုပြပပေါက်ဈေးထက်ဈေးလျှော့ရောင်းနေတဲ့အခြေအနေကပြည်တွင်းစီဆက်တွေကိုအထိနာစေသလိုလက်ရှိစားအုံးစီဖြန့်ဖြူးတဲ့စနစ်တွေအရာ စားသုံးသူအကျိုးခံစားခွင့်နေပါတယ်လို့စီဆက်လုပ်ငန်းရှင်တယောက်ကသုံးသပ်ပါတယ်။စောင်းစီကဈေးပေါ်ပေါ်နဲ့ရနေတော့ဒမန်းကောင်းနေတာရှင်းရှင်းပြောရင် စောင်းစီလိုချင်တယ်။စားစီကလိုချင်လို့လိုချင်တာမဟုတ်ဘူး။စောင်းစီဈေးတာဟိုပဲစီနဲ့တပိတ်တာ2000กว่าလို့3000กว่าလို့ဖြစ်ကြည့်ပါလား။စောင်းစီဝယ်မဲ့သူမရှိဘူး။ရှင်းလေ။စောင်းစီကိုနိုင်ငံခြားကလာနေတဲ့အတိုင်းအရင်ရောင်းခိုင်းလိုက်စမ်းပါ။ဒီစောင်းစီတွေပေးရတဲ့ဘန်နာနှစ်နာပါလေ။တကယ်တမ်းလဲ သူတို့တတ်မှတ်ထားသလို အခြေခံလူတန်းစားအကုန်လုံးကသူမို့တတ်မှတ်ထားတဲ့ဈေးနှုန်းတိုင်း quality တိုင်းမရကြပါဘူးရတလောဖွံ့ဖြိုးရေးချင်းငွေတွေကိုကချင်ပြည်နယ်၊စကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊နေပြည်တော်၊ပဲခူး၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရန်ကုန်တိုင်းတို့ကစစ်ဆက်အတင်းဝင်ဆက်ပိုင်15ဦးနဲ့စုစုပေါင်း15ရောက်ကိုထုတ်ချေပြီးထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ကျွန်မဟန္နာပါ။